နိုင်ငံကအခြေခံပညာကျောင်းတွေမှာစာမေးပွဲဖြေဆိုစရာမလိုတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပါဝင်ဝါရဖြန့်ဘာသာရပ်တွေကိုအသက်ရွယ်လိုက်တင်ကြားရမယ်လို့စစ်ကောင်းဆောင်ကပြင်းထန်ခီးစဉ်တွင်ပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကဇွန်လ17ရက်ကပြင်းထန်မျိုးခီးစဉ်မှာအမှတ်3အခြေခံပညာထက်တန်းကျောင်းကိုတွားရောက်ပြီးတော့အဲ့ဒီကိစ္စရပ်တွေကိုထည့်သွင်းပြောဆိုခဲ့တာပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြမှုဆိုင်ရာဥပဒေအစရှိတဲ့ကျောင်းသားကျောင်းသူအရွယ်တွေသိရှိ နားလည်နိုင်တဲ့ဥပဒေတွေကိုတင် जा ပေးတာဖြစ်ပါတယ်။ဥပဒေနဲ့ပတ်သက်ပြီးစာမေးပွဲဖြေဆိုရမှာမဟုတ်ဘူးလို့စစ်ကောင်းဆောင်ကဆိုပါတယ်။ဒါအပြင်၎င်းတို့အနေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရှောင်လန်းနေတာကြောင့်ဒီမိုကရေစီစနစ်မှာဥပဒေကိုသိရှိနားလည်ဖို့လိုအပ်ပြီး ဌာနဆိုင်ရာအကြီးအကဲတွေကိုဥပဒေသင်တန်းတွေမဖြစ်မနေတက်ရောက်စေခဲ့တယ်လို့စစ်ကောင်းဆောင်ကဆက်ပြောပါတယ်။မနစ်ကတော့ငါစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်အခြေခံပညာကျောင်းတွေမှာအဲ့ဒီဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော်လိုင်းအင်အားစုတွေကိုပုံဖြတ်ရေးသားထားတဲ့အကြမ်းဖက်ဥပဒေစတဲ့ဝါရဖြန့်ဘာသာရပ်တွေကိုတင်ကြားပေးဖို့စစ်ကောင်စီကစတင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အာနာသိန်းစစ်ကောင်စီက အချိန်ခံပညာထက်တန်းအဆင့်ဆရာဆရာမတွေကိုရက်တိုသင်တန်းတွေသင်ကြားပေးခဲ့တယ်လို့ဗမာရေးရနဲ့ပြိပခလေးလာရေးအဖွဲ့ BACS ရဲ့အချက်လက်တွေရ သိရပါတယ်။ဉာဏ်မရှိရုံမှကျင်နိုင် ကလေးတွေကိုပါဆွဲထက်အသုံးချတာနိုင်ငံရေးကိုပုံမှန်ရိုက်ပြီးသင်မယ်။တော်လိုင်းအတွက်စူးစမ်းနေတဲ့လူငယ်တွေကိုတပုံလို့မြင်အောင်လုပ်မယ်။တကယ်ရုံညံ့တဲ့အကြံစီပဲလို့ CDN ကတိကဆရာမတူက ARR Times ကိုပြောပါရတယ်။လက်ရှိမှာအခြေခံပညာကျောင်းတွေမှာ KG+12 အဆင့်ကိုသင်ကြားပေးနေပြီး KG+11 နဲ့ KG+10 ကျောင်းသားကျောင်းသူတွေကိုဆက်လက်သင်ကြားပေးသွားမယ်လို့စစ်ကောင်းဆောင်ကပြောဆိုတယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါတယ်။ဒါအပြင် KG+12 တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေဟာအသက်18နှစ်နဲ့18နှစ်အရွယ်ပတ်ဝန်းကျင်တွေဖြစ်ကြပြီးတော့အသက်18နှစ်ပြည့်ပါကဆန္ဒမဲပေးရမှာဖြစ်ပြီးဥပဒေကိုသိရှိနားလည်နိုင်ရေးသင်ကြားပေးခြင်းဖြစ်တယ်လို့လည်းဆိုထားပါတယ်။ စာသင်ချိန်မှာတွန်လှန်ရေးပေါ်အမြင်ဆောင်ပြီးသူတို့စစ်တပ်ကောင်းကြောင်ရိုက်သွင်းမှာကိုတော့လက်မခံနိုင်ဘူးပြီးတော့စစ်မှုရန်ဥပဒေနဲ့စစ်တင်နန်းနဲ့ဆွဲခေါ်သွားပြီးရှေ့တန်းပို့ခံရမှာလို့အထက်တန်းကျောင်းသားမိဘတူက ERI Times ကိုပြောပါရယ်စစ်ကောင်းဆောင်ကတော့၎င်းတို့ဝါရဖြန့်ဘာသာရပ်တွေကိုသင်ကြားပေးမဲ့ဆရာဆရာမတွေကိုဥပဒေကို နားလည်သိရှိအောင် Training Sort Trainers TOT သင်တန်းတွေပေးပြီးသင်ကြားစီခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားပါရယ်